တာလီဇော်ပါဒီကနေ့ဂျွန်လာ22ရက်နေ့နရင်းစွာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့မင်းပြကခမရ380တက်အနီကိုစစ်ကောင်စီကညှိအချိန်မှာဘုံလာကြည့်ခဲ့တဲ့သတင်းအမ်းမသွေးလွန်တကွေးနဲ့ငဖျားယောဂဖြစ်ပေါ်သူများပြလာနေတဲ့သတင်းနဲ့ရခိုင်စစ်ပီးရှောင်းတွေကိုပြပရောက်ရခိုင်အဖွဲ့အစည်းတွေကအဓိကကူညီလူဒန်းနေတဲ့သတင်းတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မင်းများမျိုးအနီကစစ်ကောင်စီတက်စခန်းရှာခဲ့တဲ့ခမာရ380တက်အနီကိုစစ်ကောင်စီတက်ကဂျွန်လာ19ရက်နေ့ညအရှင်ကလေးချောင်းကနေပုံကျေးတက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပုံကျေးတက်ခိုက်ခဲ့တာကြောင့်အဆောင်အုံတရှိုးပျက်စီးသွားပေမဲ့လူထိခိုက်မှုမရှိခဲ့ဘူးလို့သတင်းရင်းမြစ်တယောက်ကနရင်းစရာကိုအတည်ပြုပြောဆိုပါရီဒီလိုဘုံကျေးတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်စိတ်မြင်းမာနေပြီးနေထိုင်ရတာတွေမလုံးမကြုံဖြစ်လာနေတယ်လို့သိရပါတယ်။အဲ့ဒီခမာယ380တက်ကိုပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလအတွင်းအာရခတက်တော် EE ကတိမ့်ပိုက်ထားတာဖြစ်ပါတယ်။မင်းများမျိုးနေတစ်ခုလုံးကိုလေ EE က2024ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာ အပိသက်တိမ့်ပိုက်ခဲ့တာပါ။စကောက်စီတက်ဟာစကိုင်းငလျင်ကြောင့်အပြစ်ခတ်ရဲစေးတွေလို့အချင်းချင်းထုတ်ပြန်ခဲ့ပေမဲ့ လက်တွေ့မြည်ပြင်းမှာအပြည့်အတာမရှိတဲ့အပြင်အရက်သားပြည်သူတွေနေထိုင်ရာမျိုးရော်ရက်ွက်တွေကိုရည်ရွယ်ချက်ရှိရှိပုံကျေတက်ခိုင်နေတယ်လို့ဒေသခံတွေကပြောပါရယ်။အမ်းမြို့နေမှာဒီနှစ်မိုးရာသီမှာသွေးလွန်တကွေးနဲ့ငပြားယောဂဖြစ်ပေါ်သူများပြားလာနေတယ်လို့သိရပါရယ်။အမ်းမြို့နေတစ်ခုလုံးမှာဒီနှစ်မိုးရင်းကာလမှာရှင်တွေပေါများတဲ့အတွက် သွေးလွန်တုတ်ကွေးနဲ့ငပြာရောဂါဖြစ်ပေါ်တာတွေများပြားလာနေရလို့အန်စစ်ဆောင်အမျိုးသမီးတယောက်ကနူရင်းစရာကိုပြောပါရယ်စစ်ဆောင်တွေနဲ့ဒေတာခန့်တွေဟာအမိုးအကာမလုံလောက်တာနဲ့စောင်းနဲ့ချင်းထောင်တွေလုံလောက်တာမရှိလို့အခက်အခဲဖြစ်နေကြပြီးမိုးရော်သွန်းတာကြောင့်ရေလွှမ်းမှုမှုတန်းကိုလေခန်းစားနေကြရတယ်လို့အန်ရှောင်းဒေတာခန့်အမျိုးသားတယောက်ကနူရင်းစရာကိုပြောပါရယ်အန်ရှောင်းနဲ့ဒလက်ရှောင်းမလေးရေပြည့်နေပြီးဖျားနာသူတွေအတွေ့ ကုသဇာစီဝါရှာပါနေကစာဝုန်နေနဲ့ကျမ်းမာရေးအခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။အာရခတတအေအေရဲ့ကျမ်းမာရေးဌာနကလည်းလက်လန်းမိနိုင်တဲ့ကြေးော်တွေကို စီကုသပေးနေတယ်လို့ MU နေက ULAA တာဝန်ရှိသူအမျိုးသားတယောက်ကနရီစရာပြောပါတယ်။ရခိုင်ပြည်အတွင်းမှာအခက်အခဲကြားရောက်နေကြတဲ့စစ်ပီးရှောင်ပြည်သူတွေကိုရခိုင်ပြည်ပမှာရှိတဲ့ရခိုင်လူမှုအဖွဲ့အစည်းတွေကအဓိကကူညီထောက်ပံ့မှုတွေပြုလုပ်နေတယ်လို့တင်ရရှိပါတယ်။ ရခိုင်ပြည်ပြင်ပမှာအလုလုကင်တီကြတဲ့ရခိုင်လူမျိုးတွေဟာသူတို့အလုလုလို့စုဆောင်းရရှိထားတဲ့ရွှေနေစာတွေထဲကငွေကြေးတွေကိုပြည်ပရောက်ရခိုင်အသင်းအဖွဲ့အစည်းတွေကနေတဆင်းပြည်ရင်းကရခိုင်စပီးချောင်တွေကိုကူညီပံ့ပိုးနေကြတာလို့သိရပါတယ်။တရုတ်နိုင်ငံရောက်ရခိုင်သူရခိုင်သားတွေကစုပေါင်းပြီးကြောက်ပြူကစပီးချောင်ပြည်သူတွေအတွေ့သိန်း900ကျော်စုပေါင်းကူညီထောက်ပံ့လူဒဏ်ပေးခဲ့ကြတယ်လို့သိရပါတယ်။ဂျွန်လာတလရဲမှာပဲ ရခိုင်ပြင်ပရောက်လူမှုအဖွဲ့အစည်းတွေကရခိုင်စစ်ပီးရှောက်ပြည်သူတွေကိုတိမ့်ထောင်နဲ့ရှိပြီးလူဒန်းခေကြတယ်လို့ရခိုင်လူမှုအဖွဲ့အစည်းတွေစီကနေသိရပါဗျ။ကြောက်ဖြူမှာမိုးရင်းကာလာစစ်ပီးရှောင်တွေအတွက်ချင်းထောင်တွေဝေယူဖို့ငွေကျပ်905သိန်း9တောင်းကိုတရုတ်နိုင်ငံရောက်ရခိုင်လူမျိုးတွေကစူပောင်းပြီးလူဒန်းခေတယ်လို့လည်းသိရပါဗျ။အဲ့ဒီငွေတွေနဲ့စစ်ပီးချောင်တွေကိုချင်းထောင်အလုံးကြီး2500တက်မနေလူဒန်းနိုင်ခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီလိုပဲအိမ်ထောင်စု185စုခိုးလုံနေတဲ့ပုံနာကျုံမြို့နယ်ကစီးပီးချောင်စခန်းတစ်ခုကိုလေပြည်ပမှာရှိတဲ့အဖွဲ့တွေကငွေကျပ်89သိန်း5000ကုညီထောက်ပံ့ပေးခဲ့တယ်လို့ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေသူတွေစီကနေသိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလေတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ ကရင်ပြည်နယ်ကော့ကရိတ်ကြုံတို့လမ်းပိုင်းမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖက်ကအကြမ်းဆုံးများနေတယ်လို့ဒေတာရင်းစီရေးတည်င်းမြစ်တွေစီကနေသိရပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်90နီးပါးတေဆုံးပြီးလက်နက် KN တွေလေးသိမ်းဆီးရမိခဲ့တယ်လို့ဒေတာရင်းစီရေးတည်င်းမြစ်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါဗျ။ကြုံတိုးမြို့စစ်စင်ရေးအတွက်ထူးစစ်စင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မ99 တမလီလီစစ်ကြောင်းကိုပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကရွှေနန်းတောင်စစ်စင်ရေးအဖြစ်ကြားဖြတ်ရှိမုန်ခေရာတိုက်ပွဲအတွင်လက်နက်ခေရန်တွေတင်စီရမိခဲ့တယ်လို့ Lion Battalion စစ်ကြောင်းကမနေ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီရဲ့မတရားဖန်စီစစ်မှုထမ်းခိုင်းထားတဲ့သူတွေနဲ့စစ်ကောင်စီတပ်တွင်းစစ်သားတွေအနေနဲ့စစ်ကောင်စီအမိန်တိုင်းလိုက်နာမေးဆိုရင်အသက်များစွာ ဆုံးရှုံးရနိုင်တယ်လို့လေအဲ့ဒီစစ်ကြောင်းကအတည်ပြုထားပါတယ် စစ်အာဏာရှင်တဦးတယောက်ကောင်းစားရေးအတွေ့မလုပ်ပေးမိမိတို့နဲ့လက်တွဲပူးပေါင်းဆောင်ရွက်ဖို့နဲ့မျိုးကိုပက်ပက်လေးဝိုင်းထားတဲ့ပူးပေါင်းမဟာမိတ်တွေစီကိုလက်နက်ချကကြည်သူရင်ခွင်ခိုလုံဖို့လေတိုက်တွန်းထားပါတယ်။လိုင်းရဲဘက်တလီယံစစ်ကြောင်းဟာကြုံတိုးမျိုးတိုက်ပွဲကိုကရင်အမျိုးသားလူမျိုးရေးတမရော KNL PDF တွေနဲ့ပူးပေါင်းတိုက်ခိုက်နေတာပါရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရခိုင်မြောက်ပိုင်းကနေထွက်ပြေးသွားကြတဲ့ ဘင်္ဂလားဒေ့ရှ်ရောက်မွတ်စလင်ဒုက္ခသည်တွေအတွေ့တရုတ်အစိုးရကရိတ်ခါတန့်ရှင်2100ဝေယူနိုင်မဲ့ငွေကြေးပမာဏကိုထောက်ပံ့ကူညီခဲ့တယ်လို့ UNDP သတင်းဌာနကမနေ့ကသတင်းထုတ်ပြန်ပါတယ်။လာမယ့်12လအတွက်ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေအတွေ့အပူငွေဒေါ်လာတန်120အရေးပေါ်လိုအပ်နေချိန်မှာတရုတ်အစိုးရရဲ့အကူအညီထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီအကူအညီကိုတရုတ်အစိုးရက China International Development Cooperation Agency CIDC ကနေတဆင့်ပံ့ပိုးကူညီပေးခဲ့တာဖြစ်ပြီးဒက္ကမျိုးကနိုင်ငံတကာစာနယ်ဇင်းအစီအစဉ် WFP ကိုလွှဲပြောင်းပေးရခဲ့ပါတယ်။ဒီလွှဲပြောင်းပေးရပွဲအခမ်းအနားကိုဒက္ကမျိုးက WFP မှာပြုလုပ်ခဲ့ပြီးတရုတ်အစိုးရကဒီလိုလူဒဏ်မှုအပေါ်ကြိုဆိုရလို့ WFP ကပြောကြားပါတယ်။တရုတ်အစိုးရကကူညီလူဒဏ်တွေငွေကြေးပမာဏကိုတည်င်းမှာဖော်ပြမှားပါပဲ။လူဒန်းလိုက်တဲ့ငွေဟာဆန်ပဲမျိုးစုံနဲ့ ဟင်းချက်စီတန်ရှင်2100ကိုဝေယူနိုင်မှာဖြစ်တယ်လို့ဒုက္ခသည်4500အတွက်3လစာရိတ်ခါထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာခရိုင်မှာရောက်ရှိနေတဲ့ဒုက္ခသည်တွေအတွေ့စားနေခါအပြည့်အဝကူညီထောက်ပံ့ပေးမယ့်ငွေကြေးဟာအစ်စ်အလူငွေတွေမရောက်ရှိလာရင်လာမယ့်အောက်တိုဘာလမှာကုန်ဆုံးမှာဖြစ်တယ်လို့ WFP ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ နရိစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါသေး။ကျမတို့နရိစရာက ထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေး။နရိစရာတဲ့ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါသေး။အားလုံးကျန်းမာရှင်လန်းကြပါသေးရှင်။